မင်္ဂလာပါရှင်ရကုံခစ်တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်စစ်တပ်လက်အောက်ခံစစ်ဖို့ပါတီကရွေးကောက်ပွဲမှာနိုင်သမျှအကောင်ယူမှာဖြစ်ပြီးဘဲပါတီနဲ့မှညွန်ပေါင်းအစိုးရဖွဲ့ရန်အစီအစဉ်မရှိဘူးလို့ဆိုပါတယ်ဝက်လက်နဲ့သခိုင်းမျိုးနဲ့အဆက်ကိုလေးလာကြာစစ်ကြောင်းထိုးနေတဲ့စစ်တပ်ကတန်ကားတော်တွေအပါအဝင် ပြည်သူ29ဦးကိုတပ်ဖြတ်ခဲ့ပြီးပြည်သူပိုင်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့တဲ့တင်ပါဝင်ရန်ကုန်ခစ်တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့အကျန်းဖက်စစ်တက်လောက်ခံကျန်းဖို့ပါတီကလာမယ့်ဒီဇင်ဘာလရွေးကောက်ပွဲမှာ နိုင်သမျှအကုံယူမှာဖြစ်ပြီးဘဲပါတီနဲ့မှညွန့်ပေါင်းဖွဲ့ဖို့အစီအစဉ်မရှိဘူးလို့ကြန့်ခိုင်ရေးပါတီသတင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။ကျန်းဖို့ပါတီရဲ့ဘိုးအလုံးမှုဆောင်အစည်းအဝေးတွေမှာလည်းဆေယနာသိန်းရန်တိုက်တွန်းခဲ့တဲ့မဟာမိတ်နိုင်ငံရေးပါတီနဲ့ကောင်းမွန်တဲ့ဆက်ဆက်ရေးထင်းသိမ်းထားမှာဖြစ်ပေမဲ့လည်းရွေးကောက်ပွဲမှာတော့မဲဆန္ဒနဲ့နေရာအားလုံးကိုဝင်ရောက်ရှင်ပြိုင်ကာ နိုင်တမြမဲဆန္ဒနဲ့အားလုံးကိုရယူမယ်လို့လည်းသိရပါဗျ။ဒါအပြင်အစိုးရဖွဲ့စည်းတာနဲ့လွှတ်တော်မှာအဓိကကျတဲ့အရေးကြီးနေရာတွေရယူရမှာလဲဘယ်နိုင်ငံရေးပါတီနဲ့မှညွန်ပေါင်းပုံစံဖွဲ့စည်းဖို့အစီအစဉ်မရှိဘူးလို့ကြန့်ခိုင်ရေးပါတီသတင်းမြစ်ကပြောပါဗျ။လာမယ့်ရွေးကောက်ပွဲမှာကြန့်ခိုင်ရေးပါတီကမဲဆွယ်အသုံးစိတ်တွေကိုလည်းကြိုတင်စစ်ဆင်ထားပြီးစစ်တပ်ကလာတဲ့စစ်ဗိုလ်ချုပ်တွေရှင်ပြိုင်မဲ့မဲဆန္ဒနယ်တွေကိုလည်းတီးကြဖေထုတ်ထားတယ်လို့လည်းသိရပါဗျ။ ကျန်းဖို့ပါတီကဘူးလက်လှဆွေကလာမယ့်ရွေးကောက်ပွဲမှာ NLD မပါဝင်တော့လို့ကျန်းဖို့ပါတီကသာ အနိုင်ရဖို့တေချာနေပြီလို့ပြောဆိုထားပါတယ်။အဲဒါကြောင့်အစိုးရသက်ဖွဲ့စည်းပြီးရင်အင်အားကောင်းတဲ့စစ်တပ်နဲ့ပူးပေါင်းက AA နဲ့ MND ကိုအပြတ်အသတ်နှိမ်နှင်းမှာဖြစ်တယ်လို့အဲ့လိုနှိမ်နှင်းဖို့ကိုလည်းကျန်းဖို့အစိုးရသက်ကလှုပ်ဆောင်ရမယ်တာဝန်တရဖြစ်တယ်လို့လည်းလူမှုကွန်ရက်တွေကနေတဆင့်ဘူးလက်လှဆွေက ထုတ်ဖော်ပြောဆိုနေပါတယ်ရှင်။ စကန်းတိုင်းတပုတ်ကိုတင်ဆက်ပေးကြပါရယ်စကန်းတိုင်းဗန်းမော့မြို့ပဝန်းကျင်ကအကြက်ဖက်စစ်တပ်ကာကင်းတွေကို PDF တပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်နေတဲ့အတွက်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ပြည်သူ့ကာကွယ်တပ်မတော်စစ်ရေးသတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်စက်တင်ဘာလ14ရက်နေ့ကနေစတင်ပြီးဗန်းမော့မြို့ပဝန်းကျင်ကအကြက်ဖက်စစ်တပ်ကာကင်းစခန်းတွေကို PDF ဘူပေါင်းတပ်ဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။လက်တလောကတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတာကြောင့်အကြမ်းဖက်စစ်တပ်ကထိခိုက်မှုအခြေအနေနဲ့ကာကင်စခန်းတွေကိုသိမ်းပိုက်နိုင်ခြင်းရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ဒါအပြင်စက်တင်ဘာလ15ရက်နေ့ကလည်းအင်းဒေါ်မြို့နယ်ကနေဗန်းမောက်မြို့နယ်ဘက်ကိုဆက်သွယ်ထားတဲ့အင်းဒေါ်ဗန်းမောက်ပြူဟာလန်းအပါအဝင်လမ်းပိုင်းအလုံးကိုလည်းရက်အကန့်အသတ်ရှိပိတ်ပင်လိုက်တယ်လို့လည်းအင်းဒေါ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ထားပါဗျ။အဲ့ဒီလမ်းပိုင်းပိတ်ပင်ခြင်းကိစ္စနဲ့ပတ်သက်ပြီးဆက်သွယ်မေးမြန်းရမှာတော့လောလောဆယ်တော့ထုတ်ပြန်လို့မရသေးပဲထူးခြားရင်ပြန်ပြောပေးမယ်လို့အင်းဒေါ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူကပြောပါရရှင်။ ။စကိုင်းအတိုင်းတပုတ်ကိုကြည့်အောင်ပါ။စကိုင်းတိုင်းမုံရွာမြို့နယ်မုံရွာမန္တလေးလမ်းမပေါ်ကမုံရွေးတိုးဂိတ်စစ်တပ်အထိုင်စခန်းကိုဝင်ရောက်ပစ်ခတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာ။စစ်သား၈ဦးဟာတိတ်ဆုံးပြီးလက်လက်ငါးလက်ကိုတင်ဆက်ရရှိခဲ့လို့တော်လန်သတင်းမြစ်ကရန်ကုန်ခေတ္တမီဒီယာကိုပြောပါရတယ်။စက်တင်ဘာလ16ရက်နေ့မနက်၄နိုင်ခွဲလောက်ကမုံရွာမြို့နယ်မုံရွာမန္တလေးလမ်းမပေါ်မုံရွေးကျေးရွာအနီးကတိုးဂိတ်မှာအထိုင်ချတပ်ဆွဲထားတဲ့စစ်တပ်စခန်းကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရမှာ အပြန်အလှန်ပြစ်ခတ်တိုက်ပွဲတနင်္လာနေ့ပါကျင်းခဲ့ပြီးအဲဒီနောက်မှာစခန်းကိုသိမ်းပိုင်နိုင်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။အဲဒီစခန်းသိမ်းပိုက်စဉ်အတွင်းစစ်သား၈ဦးဟာတေဆုံးခဲ့ပြီးလက်နက်၅လက်ကြီးကအိုးထုံနှလုံး ခြေကအင်ဂျီတထဲကာပိုင်ကြီးအပါဝင်အခြားကြီးမျိုးစုံနဲ့ဆက်ဆက်ပစ္စည်းတွေကိုတင်ဆက်ရရှိခဲ့လို့လည်းသိရပါဗျ။ပြည်သူကာကွယ်တပ်ဖွဲ့ဘက်ကတော့ရဲဘော်9ဦးဟာဒဏ်ရရှိခဲ့လို့လည်းသိရပါဗျ။အဲ့ဒီတက်ခိုက်မှုကိုမုံရွာခရိုင်တရင်24ကဦးဆောင်ပေးဘုဒ္ဓလင်ချင်းတွင် Brothers အဖွဲ့နဲ့ဒေသတော်လှန်မဟာမိတ်အဖွဲ့တွေပူးပေါင်းတက်ခိုက်ခဲ့တာဖြစ်ပါဗျ။လက်ရှိမှာတော့အကြမ်းဖက်စစ်တပ်ကမုံရွာတိုးကိတ်စခန်းကိုတော်လှန်တပ်တွေကတိုက်ခိုက်သိမ်းပိုက်မှုကြောင့် လမ်းတွေပိတ်ကစစ်ကိုအများအပြားနဲ့နေမြေရှင်းလေးလှုပ်ဆောင်လာသလိုမုံရွာမန္တလေးလမ်းကိုစစ်တကပိတ်ပင်ထားရလို့လည်းဒေသပြည်သူတွေနဲ့ခီးတွားရင်မောင်းကပြောပါတယ်ရှင်ဒီတကမှာတော့တနင်္လာနေ့တိုင်းကော့တောင်းခရံခမောက်ကြီးမြို့နယ်မှာအကြမ်းဖက်စစ်တပ်ရဲ့လှေတွေကိုတိုက်ခတ်ရမှာ စစ်သား6ဦးထဲမှနည်းဟာသေသွားခဲ့လို့ကော့တောင်းခံပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်စက်တင်ဘာလ9ရက်နေ့နေ့လယ်12နိုင်ခွဲအချိန်လောက်ကခမောက်ကြီးမြို့နယ်ခမောက်ငယ်ယူဇနာစီအုံပြိုးကင်းကိုရောက်ရှိနေတဲ့စစ်သားအင်အား100ခန့်ကနေထုံနှုတ်အင်အား30ကျော်ဟာခမောက်ငယ်ကျွရဘက်ကိုရေလန်းကနေလှေငယ်နှစီးနဲ့စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကတိုက်ခိုက်ခဲ့ရမှာဆက်လက်တစည်းဟာနစ်မြုပ်သွားခဲ့ပြီးစစ်သား6ဦးထက်မနည်းဟာသေသွားခဲ့တယ်လို့လည်းသိရပါဗါးအဲလိုတိုက်ခိုက်ခံရမှုကြောင့်ခမောက်ငယ်ရွာကယူဆနာစီအောင်ပြိုးခင်းမှာကြန့်ရှိခဲ့တယ်။ နောက်ချံစစ်သားတွေက120မမ81မမလက်နဲ့ကြီးရည်နဲ့အစမပြတ်ပြစ်ကိုပေးတက်ခတ်ခဲ့ပြီးမြဲလေပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေဘက်ကအထူးခံရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ရလို့လည်းသိရပါဗါးအလားတူစတေမာလာ10နေ့မနေ့ပိုင်းကလည်းကော့တောင်းမြို့ကနေစစ်ကူပေးဖို့အတွက်ဆက်လီနစီနဲ့ထွက်လာတယ်အင်းအား90ခန့်ရှိတဲ့စစ်ကြောင်းကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကကော့တောင်းမြို့နယ်မလီဝမ်းကျေးရွာ စရင်စုအနီးမှာတက်ခတ်ခဲ့ရမှာအပြန်အလှန်ပြစ်ခတ်တိုက်ပွဲ၃နိုင်ခန့်ကြာမြင့်ခဲ့လို့လည်းသိရပါဗါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်သားတွေတေဆုံးဒဏ်ရရှိပြီးလက်နက်ကြီးပစ်ကိုအဆက်မပြတ်လှုပ်ဆောင်ခဲ့တယ်လို့တေဆုံးဒဏ်ရစစ်သားတွေကိုတေဆောင်ကကော့တောင်းဘက်ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့လည်းသိရပါဗါရှင်။စကိုင်းတရင်တပုတ်ကိုကြည့်အောင်ပါစကိုင်းတိုင်းကံဘလူမြို့နယ်ရွှေဘိုမြကြီးနားလမ်းမပေါ်ကဘူးကုန်းအထိုင်စခန်းကစစ်သားနယ်ပြူစောထီတွေက ကလင်းငယ်နှူးပါဝင် ပြည်သူ6ဦးကိုအရှင်လက်လက်မီးရှို့တပ်ဖြတ်ခဲ့ပြီးပြည်သူတဦးကတော့ထွက်ပြေးလွမြောက်လာရလို့ကျွန်းလာတက်ကြွလှုပ်ရှားသူများအဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။စက်တင်ဘာလ9ရက်နေ့ကကမ်ဘလူမြို့နယ်ရွှေဘိုမြကြီးနားပြူဟာလမ်းတိုင်းရွှေဘိုဘက်ကကမ်ဘလူမြို့ဘက်ကိုဆိုင်ကယ်3စီးနဲ့ပြန်လာတယ်။အသက်55နှစ်အရွယ်ရှိတဲ့ဦးလေးစိုးတင်အပါဝင်ပြည်သူ9ဦးတို့ကိုကမ်ဘလူမြို့နယ်ရေကြီးဦးရွာနယ် ဘူကုံးရွာကြားမှာဘူကုံးလမ်းခွဲစရက်ကစစ်သားနဲ့ပြူစောတီတွေက ရိုက်နဲ့ဖမ်းဆီးပြီးဘူကုံးဖုန်ကြီးကျောင်းကိုခေါ်ဆောင်သွားတယ်လို့လည်းသိရပါဗါတယ်။အဲဒီလိုခေါ်ဆောင်သွားပြီးတဲ့နောက်မှာလေးရက်ဆက်တိုက်အစာမကျွေးပဲရိုက်နဲ့နှိမ့်ဆက်ကစက်တင်ဘာလ12ရက်နေ့ညနေပိုင်းမှာတော့လက်ပြန်ကျိုးတုတ်ကမိမျိုးအောင်ရိုက်နဲ့ကကားတရားတွေပုံပြီး အရှင်လက်လက်မီးရှို့တက်ဖြတ်ခဲ့လို့လည်းသိရပါဗယ်အဲလိုတက်ဖြတ်ခံရသူတွေကအသက်15နှစ်အရွယ်ရှိတဲ့ကိုမောင်မောင်ကတော့တတိပြန်ရလာတဲ့အချိန်မှာထွက်ပြေးလာလို့အသက်ဘေးကနေလွတ်မြောက်လာရလို့လည်းသိရပါဗယ်သူတို့ခုနှစ်ဦးဟာကမ္ဘလူမြို့နယ်ငပြောတိုင်းရွာဟောင်းမှာနေထိုင်သူတွေ ဖြစ်ပြီးမိသားစုစောင့်ဝတ်နေရင်အဆင်မပြေတဲ့အတွက်ကြောင့်စင်ငူးဘက်ကနေရွှေမိုတခုမှသွားရောက်အလုလုကန်ကြသူတွေဖြစ်တယ်လို့လည်းသိရပါဗျ။လက်ရှိမှာအကြက်ဘက်စစ်သားနဲ့ပြူစောထီတွေဟာ ရွှေဘိုမြကြီးနားဗျူဟာလမ်းပိုင်းကို ပြန်လည်စိုးမိုးမှုရရှိစေဖို့အတွက်ကြိုးပမ်းနေတာဖြစ်ပြီးရေကြည်ဦးဘူးကုန်းရွာလမ်းခွဲဇီးကုန်းမလဲလမ်းဆုံတို့မှာထတ်တိုးနေရယူကပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်တာမကြာခဏလှုပ်ဆောင်နေရကြမိဘပြည်သူတွေအနေနဲ့အထူးသတိထားသွာလာကြဖို့အတွက်ကျွန်းလာတက်ကြွလှူရှားသူများအဖွဲ့ကတိုက်တွန်းထားပါတယ်ရှင်ဒီတစ်ခါမှာတော့ မန္တလေးတိုင်းဝက်လက်မြို့နယ်နဲ့သကိုင်းတိုင်းသကိုင်းမြို့နယ်အဆက်မှာလေးလာကြာစစ်ကြောင်းထုတ်နေတဲ့အကြက်ဖက်စစ်တပ်ကကျေးရွာ1900ကိုဝင်ရောက်စီးနှင်းပြီး တန်ဃာတော်တွေအပါအဝင်ပြည်သူ29ဦးကိုတပ်ဖြတ်ခဲ့လို့ Wallet Information နဲ့ Network ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါရတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်ဟာမေလ28ရက်နေ့ကနေစတင်ပြီး Wallet မြို့နယ်နဲ့စကိုင်းမြို့နယ်အဆက်ကိုစစ်ကြောင်းထုတ်ခဲ့ပြီးစတင်ပါလ16ရက်နေ့အထိကင်းရွာကဖုန်ကြီးတစ်ပါးနဲ့ပြည်သူ2ဦး၊ချောင်းမကြီးရွာကပြည်သူ2ဦး၊မဲစလီချောင်းရွာကပြည်သူ2ဦး၊ရှိမကားရွာနဲ့ငရဲရွာကပြည်သူ3ဦး၊ငရမ်းရှိရွာကပြည်သူ3ဦး၊တဲကျွန်းရွာကပြည်သူလေးဦး အောက်တက်ရွာကပြည်သူတို့တလိုင်းရွာကပြည်သူ၄ဦးနဲ့စစ်ပေးဆောင်ပြည်သူ၅ဦးခက်ခရွာကပြည်သူတို့ဦးနဲ့ဖုန်ကြီးတစ်ပါးတို့ကိုပြစ်ခတ်ဖမ်းဆီးတပ်ဖြတ်ခဲ့တယ်လို့ Wallet Information and Network ကတာဝန်ရှိသူတို့ကပြောပါရယ်အဲလိုစစ်တပ်စစ်ကြောင်းကကြေးရွာအတွင်းကိုဝင်ရောက်စီးနှင်းချိန်မှာလည်းအရက်သားပြည်သူတွေကိုဖမ်းဆီးခဲ့ပြီးတချို့ကိုပြန်လည်လွှတ်ပေးခဲ့ပေမဲ့လည်းလက်ရှိအချိန်ထိဖမ်းဆီးခံရရဲပြည်သူအရေးအတွက်ကိုအတည်ပြုနိုင်ဖို့အတွက် ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့လည်းသိရပါဗျ။လက်ရှိအချိန်မှာအဲ့ဒီစစ်တပ်စစ်ကြောင်းဟာသကိုင်းမြို့နယ်အတွင်းမုံညင်ချောင်းရွာနဲ့ညောင်ကုန်းရွာတို့ကိုရောက်ရှိနေပြီးပြည်သူတွေအနေနဲ့စစ်တပ်စစ်ကြောင်းတွေတွာလာခြင်းမပြုလုပ်ကြဖို့အတွက် wallet information နဲ့ network ကတတိပေးထားပါရရှင်။ ခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပုတ်ကတော့ထိုင်းနိုင်ငံကချနာဘူရီခရိုင်မှာတရားဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား133ဦးထပ်မံဖမ်းဆီးခံရတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားကြရသိရှိရပါတယ် စတင်မာလ16ရက်နေ့မနေ့6နိုင်ခွဲဝန်းကျင်အချိန်လောက်ကထိုင်းနိုင်ငံကချနာပူရီခရိုင်ထောင်ဖာပုံမြို့နယ်ထိုင်းခနွန်ကျေးရွာမှာထိုင်းနိုင်ငံအတွင်းကိုတရားဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား133ကိုဖမ်းဆီးရရှိခဲ့တာဖြစ်တယ်လို့လည်းထိုင်းသတင်းတွေမှာဖော်ပြထားပါဗျ။မြန်မာနိုင်ငံသားတွေနဲ့အတူထိုင်းနှုတ်နဲ့ကား3စီးကိုလည်းဖမ်းဆီးရရှိခဲ့ပြီး ဖမ်းဆီးရရှိခဲ့တဲ့မြန်မာနိုင်ငံသားတွေထဲမှာ အမျိုးသား83ဦးအမျိုးသမီး38ဦးပါဝင်နေတယ်လို့လည်းသိရပါဗျ။ဖမ်းဆီးခံရသူတွေဟာထိုင်းနိုင်ငံမှာအလုပ်လုပ်ကြရန်အတွက်ပွဲစားတဦးကိုထိုင်းဘတ်15000ကနေ2000ပေးဆောင်ခဲ့ရပြီးဖျားသုံးစုကနေတဆင့်ကချနာပူရီခရိုင်အတွင်းကို တော်လန်ကုန်လန်နဲ့ ရေလန်းတွေကနေဝင်ရောက်လာတာဖြစ်တယ်လို့လည်းသိရပါတယ်။အလားတူစက်တင်ဘာလ16ရက်နေ့မနေ့အစောပိုင်းမှာပဲထိုင်းနိုင်ငံကချနာပူရီခရိုင်တွင်းကိုတရားဝင်ဝင်ရောက်လာတယ်။အသက်နှစ်နှစ်အရွယ်ရှိတဲ့မြန်မာကလေးတူအပါဝင်မြန်မာနိုင်ငံသား53ကိုဖမ်းဆီးခဲ့ပြီးသူတို့အားလုံးဟာရန်ကုန်ကနေလာတာလို့လည်းသိရပါဗါး။အဲဒါကြောင့်စက်တင်ဘာလ16ရက်နေ့တရက်တည်းမှာထိုင်းနိုင်ငံကချနာပူရီခရိုင်မှာတရားဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား166ဦးကိုဖမ်းဆီးခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါကြည့်ရှုပြီးတော့ကျေးဇူးတင်ပါတယ်ရှင်ကျေးမှမြပါ